ငွေကြီးမတက်နိုင်ရင်တော့ကိုအများကိုပြောစီခြင်းလားစိတ်ခွန်အားလေးပြီးစီခြင်းငွေကြီးကြီးပဲမဟုတ်အဓိကအခုချိန်မှာသူတို့အရန်စိတ်ထက်ကြနေနောက်ဒီအဖြစ်ပြက်ကြီးကိုကြည်ပြီးတံဝေကလည်းရစီခြင်းနဲ့အားလုံးတယောက်နဲ့တယောက်ဟိုမလူမုံထားစိတ်တွေပြိုင်ဆိုင်စိတ်တွေအငုံစိတ်မျိုးတွေမထားပဲနဲ့တယောက်ပေါ်တယောက်နားလဲမှုကျင်နာမှုချစ်ခင်မှုလေးတော့ရှိစီခြင်းနဲ့ ဒီဘုရားဗုဒ္ဓစီတီဒီပလီဝဲចောင်းတော့ဒီလိုဟာမျိုးတွေအကုန်လုံးကအတ္တပံငโกမူလပုံအတိုင်းကိုပြန်ပြီးတော့ဘလို့မှမရနိုင်တဲ့အတွက်အကြီးမားဆုံးဆုံးရှုံးမှုလို့ပဲပြောခြင်းမှာအများကြီးမဟုတ်ရင်တော့တဏှာရာဒီဘိုင်းတစိတ်တသိတာတစ်ခုခုအတွက်သူတို့အတွက်အစဉ်ပြေမှုရမယ်ဆိုခုကျင်납ပြီ

စာလေးတွေနည်းနည်းပါပါရေးတယ်မိရွှေမှုရန်ကုန်ဆိုတဲ့နာမည်လေးနဲ့ရေးပါတယ်။အိုးအဲ့ဒါတော့ပြောရမယ်ဆိုအတိုင်းမသိပဲ။ဟိုစိတ်ထဲမှာကိုတကယ်ဒီမန္တလေးဆိုတဲ့နေရာဒီစကိုင်းတို့မန္တလေးတို့ဒီလိုအနီးကပ်ဒီလိုနေရာတွေကကိုအမြဲသွားနေလာနေစီးပွားရေးလုပ်ခဲ့တဲ့နေရာလေးတွေ။နောက်အဲ့ဒီမှာအတိမိတ်ဆွေတော်တော်များကိုအရင်ဤဆုံးနေပေါ့။ကိုကိုလည်းဖလဲရည်အမြဲချူတယ်။ စီးပွားရေးလုပ်တဲ့အချိန်မှလည်းအဲ့လိုနေရလူတွေတကယ်တရင်တနည်းရင်ဘတ်ကြီးနဲ့ခံစားရတယ်လို့ပဲပြောရမှာပေါ့သူတို့တွေကြုံတွေ့ခဲ့ရတာဒီမထင်မှတ်ဖဲနဲ့တကယ်တောင်းဝင်ကလည်းရပါတယ်ဟိုမထင်မှတ်ဖဲနဲ့ဒီလိုကြုံတွေ့လာမှာသူတို့အိမ်မက်တောင်မှတ်ဘူးမှာမဟုတ်ဘူးလေဒါမျိုးလေးလက်တလောကိုမျက်စိရှိမှာပဲကိုနဲ့အတူတူအလုပ်လုပ်ခဲ့တဲ့လူတွေသူတို့ခံစားရတာသူတို့နေရတဲ့ဘဝပုံစံပြောင်းသွားတော့ဟိုတကယ်ကိုထိခိုက်ခံလာစိတ်ထဲမှာလည်း ိုကိုတက်နိုင်တဲ့လောက်လေးလေကိုကူညီတယ်ကိုအများကြီးတော့ကိုလဲဟိုမှဖြစ်ဘူးပေါ့တက်နိုင်တဲ့လောက်ကလေးတွေဟိုငွေကြီးဖြစ်ဖြစ်လူငယ်အားနဲ့ပဲဖြစ်ဖြစ်အားလုံးကိုလည်းဖိမကူညီစေခြင်းနဲ့အဓိကငွေကြီးမတက်နိုင်ရင်တော့ကိုအများကိုပြောစေခြင်းလားစိတ်ခွန်အားလေးတွေပြီးစေခြင်းငွေကြီးကြီးပဲမဟုတ်အဓိက အခုချိန်မှာသူတို့အရန်စိတ်ထက်ကြနေဘဝကြီးမထင်မှတ်တဲ့ဘဝကြီးကိုပြောင်းလဲသွားတော့ တို့ကိုစိတ်ခွန်အားလေးပေးစေခြင်းနဲ့အဓိကအဲ့ဒါလေးပြောချင်တာခုအမတို့မြင်ရတာတော့တို့စိတ်အဆင်မပြေဘူးဥပမာခုတို့ကြားတာသိရတာတို့ကိုယ်တိုင်ကာရကန်ရှင်ကိုယ်တိုင်ကပူခံစားရမယ်နောက်ဒီအဖြစ်ပြက်ကြီးကိုကြည်ပြီးတံဝေကလည်းရစေခြင်းနဲ့အားလုံးတယောက်နဲ့တယောက်ဟိုမလိုမုန်းထားစိတ်တွေပြိုင်ဆိုင်စိတ်တွေအငုံစိတ်မျိုးတွေမထားပဲနဲ့တယောက်ပေါ်တယောက်နားလည်မှုကျင်နာမှုချစ်ခင်မှုလေးတော့ရှိစေခြင်းနဲ့ ဓိကပြောစီခြင်းပြောခြင်းတာတခုကတော့နားလည်မှုလေးအတိတရားလေးရှိစီခြင်းနဲ့ကိုယ်တိုင်ခံစားပြီးတော့ဗောသူတို့နေရာမှာငါသာဆိုရင်ဒီလိုအချိန်မှာဘလို့အခက်ခဲလေးတွေဖြစ်နိုင်တယ်ဆိုတော့အတိတရားလေးတွေရှိပြီးတော့ဟိုရောင်းတဲ့ ရောင်းတဲ့လူတွေပေါ့အားလုံးကတော့အခုချိန်မှာဟိုအပြစ်တော့မတင်ဘူးအားလုံးကအခက်ခဲဖြစ်နေကြတယ်လူအရင်ဟိုမနိုင်ဝင်ထိုင်းတိုင်းတာမဟုတ်ဘူးအတက်နိုင်ဆုံးကကိုရောင်းလိုက်တဲ့ PC ကဥပမာအမျက်ကအရင်နော်တရာယူတဲ့နေမှာ90ထက်ဝက်လောက်ကိုရှော့ချပြီးတော့လှူတဲ့သဘောမျိုးသူတို့ဘက်ကလည်းအဆင်ပြေရမယ်ကိုယ့်ဘက်လည်းအဆင်ပြေရမယ်အဲ့လိုအသီးစိတ်ကလေးတွေရှိစေချင်တာမို့အဲ့လိုမျိုးပေါ့ဟိုတက်နိုင်တယ်လို့ပေါ့ အဲ့လိုမတရားကြီးအမျက်တင်ဘာတည်းဆိုသူတို့ရဲ့ဝင်းနေမှုသူတို့ခံစားရတဲ့ဒုက္ခတွေကိုကိုယ်တိုင်ကိုကိုယ်တိုင်ခံစားရင်ဘတ်ကြီးနဲ့ခံစားကြည့်ပါလို့အဲ့ဒါလေးတော့ပြောခြင်းပဲအဲ့ဒီတစ်ခုပါအဲ့ဒါကတော့တမိုးဖြတ်လို့မရတဲ့နှမျောတတဖြစ်မိဆုံးပေါ့နော်တကယ်ဟိုဘလို့မှအစ်တစ်အစ်တဒီပြန်မရနိုင်တဲ့ဟိုဟာမျိုးပေါ့ဆုံးရှုံးမှုတစ်ခုလို့ပဲပြောခြင်းတယ် ဒီတမိုးမဖြတ်နိုင်တဲ့အရာပေါ့တခြားအခုဥမာပြောရရင်ဒီတိုက်တာတို့ဒီလိုအိမ်ပြက်စီးရဓာတ်တွေအကုန်လုံးကပြန်ပြုပြင်ယူလို့ရတယ်ပြန်တစ်တဖန်ပြန်လဲပြီးတော့ပြန်ပြုပြင်လို့ရတယ်စောင့်တည်လို့ရပေါ့ဒီဖျားပထူးစီဒီဒီရာတွေဥပမာပေါ့ပလီဝကျောင်းတော်တွေဖျားပထူးစီဒီနော်ဒီခရစ်ယာန်ဆိုလဲဘုံကြီးကျောင်းအဲ့လိုမျိုးပေါ့အကုန်လူမျိုးဘာသာမရွေးမခွဲကြဘဲနဲ့ ြောချင်တာဒီဘုရားဗုဒ္ဓစီတီဒီပလီဝဲကျောင်းတော်ဒီလိုဟာမျိုးတွေအကုန်လုံးကအတိတ်တဖန်ငโกမူလပုံတိုင်းကိုပြန်ပြီးတော့ဘလို့မှမရနိုင်တဲ့အတွက်အကြီးမားဆုံးဆုံးရှုံးမှုလို့ပဲပြောချင်တယ်အဲ့လိုမျိုးပေါ့အရန်လဲနှမျိုးမိပါတယ်အရန်လဲစိတ်မကောင်းဖြစ်မိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကြတော့ဟိုအမားကလှူလိုက်တဲ့ဟာတွေပဲကြတာဘုန်းဝင်လင်းပြောတာ အမားနမေမတက်ဘူး ဟိုအမနာမည်ဆိုပြီးတော့မတိမတိစီခြင်းဘူးကွာဒီတိုင်းမဲ့အခုငါလူလိုက်တယ်ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်ခံစားချက်တင်တော့မတူဘူးပေါ့ဘသူ့ဟိုမှလည်းအပြစ်မတင်ဘူးကိုပေးလိုက်တဲ့ဟာကိုတော့ဖျားသခင်တိပဲကိုစေနာကိုလှူလိုက်တဲ့ဟာသူတို့အတွက်ဝင်းတာအများကြီးမဟုတ်ရင်တော့တနေရာရာဒီဘိုက်တစိတ်တသေးတာတစ်ခုခုအတွက်သူတို့အတွက် အဆင်ပြေမှုရမယ်ဆိုကိုကျင်납ပြီအဲ့လိုသဘောလေးနဲ့ပဲကိုတိုးတိုးတိတ်တိတ်နဲ့တတ်နိုင်တဲ့လောက်လက်လန်းမိတဲ့လောက်ကိုအများကြီးတော့မဟုတ်ဘူးအမတတ်နိုင်တဲ့လောက်ကလေးအမခုလှူဒန်းခဲ့ရပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါဒါကမထင်မှတ်တဲ့ကြုံတွေ့မှုဘုရားသခင်စမ်းသပ်မှုတစ်ခုပဲပေါ့နော်ခန်အမြဲတမ်းလည်းဒီလိုဖြစ်နေမှာမဟုတ်ဘူးတနေ့နေ့တစ်ချိန်ချိန်ပြန်လဲပြီးထူထောင်နိုင်လိမ့်မယ်အားငယ်စိတ်မထားဘူးအာတင်ထားဘူး ကိုစိတ်ဓာတ်ကြံ့ခိုင်မှုဟိုပဲပြောခြင်းပါတယ်ဒါကိုချင်းမစားလို့တော့မဟုတ်ဘူးအားပေးစကားလေးဟိုပြောပေးတာပေါ့ပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်တနေ့နေ့တစ်ချိန်ခင်မှာဟုတ်ကဲ့ပါအားလုံးတိုင်းရေးပြည်အခြေအနေဤအတိတ်တမှပြန်လဲပြီးတော့ကောင်းခြင်းတွေကောင်းခြင်းလက္ခဏာကံကောင်းမှုတွေအားလုံးတယောက်ချင်းစီတိုင်းပုံမှာကံကောင်းခြင်းတွေရောက်ရှိလာပါစေလို့ဥပေတော့ကတွေခင်းဝေးပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရပါစေ တယောက်ချင်းစီတိုင်းအတွက်ကိုအမြဲတမ်းဆူတောင်းပေးပါတယ်။